ီနားမှာကျွန်တော်တို့တက်နောက်ပဲရှိတယ်เนาะတက်နောက်ပဲတည့်ရဲ့ပါဝါ6ထိပ်အဲ့ဒီ16နှလုံးခွန်เนาะသူ့ရဲ့အောက်ဆောင်တပွဲကြော်မှာသူ့ရှေ့နှစ်ကကနန်းတစ်ခွက်လာထွက်တယ်အဲ့ထွက်ပြီးတာနဲ့အဲ့ဒီကနန်းရဲ့တစ်နှစ်ကြော်မြင်းကုန်မှာဒီအောက်ဆောင်မှာရှိတဲ့တက်ကတက်ထိပ်စီခွန်နောက်ပိတ်အငယ်เนาะဒီ16နှလုံးခွန်ကခွန်နောက်ပိတ်အငယ်ဒီတက်ကထိပ်စီเนี่ยတက်လေးခွန်ဆိုတဲ့ကနန်းထွက် အဲ့ဒီ1 4ခွန်ဆိုတဲ့ခဏန်းဒီအဲ့ဒီနှစ်သေးကပြန်ကြခဏန်းနော်ဒီ1နောက်ပဲ့ရဲ့ဇောင်းကခွန်နောက်ပဲ့အငိမ့်နဲ့ထွက်ထားတဲ့ခဏန်း4 1ကို1 4ခွန်လို့သူပြန်ထွက်တယ်နော်ထွက်တော့ဒီခဏန်းဒီသူ့ရှိနှစ်ကခဏန်းဒီ1 6နော်6ထိတ်စီရဲ့အောက်ဆောင်မှာသူ့ရှိနှစ်ကခဏန်းထွက်တယ်ထွက်ပြီးတော့ねဒီအောက်ဆောင်က1ထိတ်စီက1ထိတ်စီအငိမ့်ဒီနှလုံးခွန်ကြောင့်ခွန်နောက်ပဲ့အငိမ့်နဲ့ပြန်ကြခဏန်းထွက်တယ်ထွက်တဲ့ခဏန်းကလည်းအပေါ်မှာ တင်နောက်ဘက်ရဲ့ဇောင်းကခွန်နောက်ဘက်အငိမ်ထွက်ခဲ့တဲ့ကဏ္ဍတလေးခွန်ပြင်ရကြတယ်နော်အဲ့တော့ဒီဘက်မှာရှိပါတယ်တခြားထောက်တယ်နော်အဲ့ဒါတွေကျွန်တော်ထည့်ပြောမယ်တော့တခါအဲ့ကနေကျွန်တော်တို့1 4 6 7 8နှစ်သွားလိုက်နော်7နှစ်သွားလိုက်တော့ဒီမှာလဲတင်နောက်ဘက်ဒီပါဝါ6ထဲအဲ့ဒီ6ထဲရဲ့အောက်ဇောင်းမှာထွက်တဲ့ချစ်လေး6ဒီသူ့ရှေ့နှစ်ကခဏနော်အဲ့သူ့ရှေ့နှစ်ကခဏနောက်နှစ်မှာလာထွက်ပြီးတော့သူ့အောက်ဇောင်းမှာရှိတယ်ဒီတိထိတ်စီးပြီး ဇောင်းတပွဲကြော်မှာတစ်ထိတ်စီကိုခွန်နောက်ဘိတ်အငိမ့်နဲ့ဒီနှလုံးခွန်ခဲ့တာဟုတ်เนาะအဲ့တော့ခွန်နောက်ဘိတ်အငိမ့်နဲ့အဲ့ဒီကဏ္ဍကြီးအပေါ်ကပြန်ကြခွန်နောက်ဘိတ်အငိမ့်နဲ့ကဏ္ဍဖြစ်ကเนาะအဲ့ခွန်နောက်ဘိတ်အငိမ့်နဲ့ကဏ္ဍတော့သူကဒီတစ်နောက်ဘိတ်ရဲ့ဇောင်းကကဏ္ဍเนาะပြန်ကြကြတယ်ပေါ့ဗျာเนาะအဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်အခုကျွန်တော်တို့ တစ်နောက်ပဲရှိတယ်တစ်ပါပါ6ထိပ်လို့ရိုက်တယ်သူ့ရဲ့အောက်ဇောင်းမှာထွက်တဲ့ခဏငါးကိုတစ်ကသူ့ရှေ့နှစ်ကခဏနော်အဲ့ဒီငါးကိုတစ်ရဲ့အောက်ဇောင်းမှာရှိခဲ့တယ်ဒီနှစ်ထိပ်စီတွေကဒီဘွဲမှာနှစ်ထိပ်စီအငိမ့်ခွန်နောက်ပဲအငိမ့်ဒီနှလုံးခွန်ညာခွန်နောက်ပဲအငိမ့်နဲ့နှစ်ခွန်အခွနဲ့ပြန်ကြကဏန်းကိုအပေါ်ကခွန်ပိတ်ခဲ့တဲ့ကဏန်းဖြစ်ကမယ်နော်တစ်နောက်ပဲရဲ့ဇောင်းမှာခွန်ပိတ်ခဲ့တဲ့ကဏန်းနှစ်နှစ်ခွန်ဆိုတဲ့ကဏန်းဒီဒီဘွဲမှာပြန်ကြအဖြစ်ကြလို့ရတယ် เนาะเออไอ้มาตัวที่บริษัท3เนี่ยအကျင့်ไก่ပေါ့เนาะ8 4 3ညဒီ3လုံးက2ပေါ့ဗျာเนาะဒီ3လုံးက2ဒီမှာบริษัท3သူ့ရဲ့နှစ်နှစ်ကျော်မြင့်ကုန်ဒီမှာ콘6 6ဆိုတော့1เนาะဒီ3လုံးက17လို့ပြည့်အခုဒီမှာบริษัท3သူ့เนี่ยအကျင့်ไก่ကက695အဲ695 10ဖြစ်တယ်เนาะအဲဒီ3လုံး10သူ့အောက်မှာဗရိတ်3 ဒီ3လုံးက17သူ့အောက်မှာပြိတ်တော့ဒီ3လုံးက3482သူ့အောက်မှာပြိတ်တော့အဲ့တော့ဒီပြိတ်တော့တဲ့အချိန်ခိုက်ကခွန်နောက်ပိတ်ကိုထွက်ထားတဲ့ကဏ္ဍသည်အဲ့ဒီနှစ်ထဲမှာခွန်နောက်ပိတ်အငိမ့်နဲ့ပြန်ကြလိုက်တော့ဒီ16ကြောင့်သူ့ရှိနေကကဏ္ဍလာပေါက်တယ်သူ့အောက်ဆောင်ကနောက်တစ်ထိတ်စီကတစ်ထိတ်စီကိုခွန်နောက်ပိတ်ငိမ့်နဲ့ထွက်တယ်နော်အဲ့ဒီမှာလေ16ပါဝါရိုက်တယ်ဒီနှလုံးခွန်ကြောင့်ခွန်နောက်ပိတ်နဲ့ဒီတစ်တီတစ်ထိတ်နဲ့နော် အဲဒီမှာတင်းလျှောက်ပါပါရိုက်တယ်ဒီလုံးခုံကိုခွန်နောက်ပိတ်နေဒီနှစ်ဒီနှစ်ထိတ်စည်းနေနှစ်ခွန်အခွားကိုဒီနှစ်ထဲကထွက်ခဲ့တဲ့တင်းနောက်ပိတ်ရဲ့ဆောင်ကခွန်နောက်ပိတ်အငိမ်ထွက်ထားတဲ့ခဏန်းပြန်ကြကြရမယ်เนาะအဲ့တော့စိတ်မချလို့ခွန်နောက်ပိတ်အငိမ်နဲ့ခဏန်းနေထိုးခြင်းရင်6ခွန်ရှိမယ်3ခွန်ခွန်ရှိမယ်เนาะဒီခဏန်းအခုကျွန်တော်ပြပေးမယ်ခွန်ရာเนาะအဲ့တော့ခွန်နောက်ပိတ်အငိမ်နဲ့ပြန်ကြကြမယ်ဆိုရင်ကိုရှိခွန်ပြန်ထည့်မလားထည့်ဖို့လေเนาะဒါကတော့သဘောပေါ့ဟုတ်ပြီလား အဲ့ဒီဟာကတသက်နောက်တစ်ချက်ကျွန်တော်တို့ဒီနားမှာနေဦးမှာကျွန်တော်တို့ခွန်ခါရိုက်တယ်၃နှစ်ကျော်ခွန်ခါထဲ့တယ်၃နှစ်ကျော်ခွန်ခါထဲ့ခွန်ခါဆောင်က၂၆ခွန်ပြန်ရတယ်ခွန်ခါဆောင်ကခွန်၃ညာ၃ပြန်ကြမယ်ခွန်ခါဆောင်က900ပြန်ကြမလားအဲ့တကယ်လို့အဲ့ဒီကောင်နေပြန်ကြမယ်ဆိုရင်အဲ့ဒီခဏန်းနေကဘယ်နေရာမှာကြမလဲဆိုတော့တို့ဒီဗရိတ်6 7နောက်ပိတ်ဗရိတ်6 7နောက်ပိတ်ဗရိတ်6 7နောက်ပိတ်လို့ပြရတယ်နော်ရက်ပြီးမှအဲ့ဒီ7နောက်ပိတ်ရဲ့ဇောင်းမှာ လေးထိပ်က၄ခါဒီချစ်နောက်ဘက်ရဲ့ဇောင်းက၅ထိပ်စီးက၅ခါအဲဒီချစ်နောက်ဘက်ရဲ့ဇောင်းက၆ထိပ်စီးက၆ခါလို့ဒီလိုနော်အဲကျွန်တော်တို့ပရိစ္ဆတ်၆၈ဘိတ်ပရိစ္ဆတ်၆၈ဘိတ်ပရိစ္ဆတ်၆၈ဘိတ်လို့လဲအဲဆောင်မှာ၄ထိပ်က၄ခါလို့သွားတယ်၅ထိပ်က၅ခါလို့သွားတယ်၆ထိပ်က၆ခါလို့သွားတယ်နော်ထဲစီအောင်နှလုံးက၃ထဲစီအောင်နှလုံးက၄ထဲစီအောင်နှလုံးက၅လို့လည်းပြထည့်ထားတယ် အဲ့လိုထည့်ထားတော့ကျွန်တော်တို့အခုခြေနှလုံး၄ခြေနှလုံး၃ခြေနှလုံး၄ခြေနှလုံး၅လို့ရိုက်တာသူ့ရဲ့ဘေးမှာထွက်တဲ့ခဏပြန်ကြသူ့ရဲ့ဘေးမှာထွက်တဲ့ခဏပြန်ကြသူ့ရဲ့ဘေးမှာထွက်မယ့်ခဏပြန်ကြနော်အဲ့အဲ့ဒီပြန်ကြခဏနေတာနှစ်ဦးမှနှစ်ကြိမ်မှထွက်ခဲ့တဲ့ခွန်ပါခွန်ခါရဲ့ဇောင်းကခဏခွန်၆နှစ်နော်ပြန်ကြကြတယ် အဲ့ဒီမှာနှစ်ဦးမှာခွန်ကားထွက်တယ်သူဆောင်ကခွန်တုံညာ3အဲ့ဒီနှစ်တည်းမှာပြန်ညာကြเนาะအဲ့ဒီမှာနှစ်ဦးမှာခွန်ကားထွက်တာလည်းသူဆောင်ကနှစ်ကြိမ်ကခဏထွက်မှာလားခွန်ရရเนาะဒါကတစ်ချက်နောက်တစ်ချက်ကခုနကကျွန်တော်ပြောတယ်ခွန်နောက်ဘက်အငိမ့်နဲ့ထွက်မယ်ဆိုရင်ကျွန်တော်တို့တုံညာတုံညာခွန်เนาะဒါပဲရှိအဲ့တော့ခုနကပြတာကနှစ်နှစ်ခွန်မနေ့ကပြတာကခွန်နှစ်နှစ်เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူကမနေ့ကတစ်နှစ်ကျော်ခဏကြခိုင်းတာဟုတ်เนาะ တနေ့ကြော်ကနန်းမနေ့ကကြဆိုပြီးကျွန်တော်နိမ့်နိမ့်ကုန်ပြခွန်နိမ့်နိမ့်လုထည့်ပေးတာဒီနေ့ကနိမ့်နိမ့်ကုန်ဖြစ်သွားတယ်နော်ကွက်ကိုကြရင်ထိုး900ခွန်နိမ့်နိမ့်နော်အော်ဒီနေ့မှာကျွန်တော်ကိုထိတ်စီလေးအရင်ပြပေးဦးမယ်အဲ့မှာကိုထိတ်ကိုခွန်ပိတ်နဲ့ပြန်ကြဆိုပြီးတော့ကိုခွန်ခွန်ကြီးလည်းထွက်နေဦးမယ် ကျွန်တော်ဒီနေရာမှာဒါလေးပိတ်တွေလေးပိတ်တွေလေးပိတ်တွေကျွန်တော်ကစားခဲ့တယ်နော်ဒါကသူ့ရဲ့အောက်မှာဒီနှလုံးလေးဒီနှလုံးကလေးဒီနှလုံးကလေးဆိုပြီးတော့ဒါလေးအပိတ်ကိုဒီနှလုံးလေးပြန်ထည့်ပါနော်အဲ့ဒီလေးတွေကဒီလေးတွေကသူကနေပြီးတော့ကျွန်တော်တို့ဒီလေးဒီလေးနောက်ပိတ်ကနေ1 2 3 4 5 6 9ချက်ပါဒီနှလုံးကိုလေးဆိုပြီးလေးပါပါအိုးထိတ်စီပြန်ထည့်နော်အဲ့ဒီလေး ဒီနှလုံးက၄အဲ့ဒီ၄ဒီသူကနေအောက်တေးနေ3 4 5 6 8ချိန်မှာ၄ပါပါ6ထိပ်ဆိုပြီးဒီနှလုံးကို၄လို့ပြန်ထည့်နော်အဲ့ဒီမှာလဲ၄နောက်ပိတ်ဒီနှလုံးက၄အဲ့ဒီ၄ကနေတေးနေ3 4 5 6 8ပွဲအဲ့ဒီ၄ပါပါဒီပွဲကို6ထိပ်လို့ထည့်တာ ਨੇ ဒီနှလုံးက၄လို့ပြန်ထည့်6ထိပ်စီနော်အဲ့တော့အဲ့ဒီ6ထိပ်စီကိုကျွန်တော်တို့ဒီပွဲမှာ6ထိပ်ကိုရိုက်မလားစဉ်းစားပေါ့ဗျာနော်ဘာလို့တော့ဆိုတော့ ျွန်တော်တို့ကလနာထဲမှာเนาะသူတို့နှစ်ကိုခွန်နှစ်ကိုခွန်ဆောင်ထိုးတာ ਨੇ အဲ့ဒီကိုကသူ့ဘေးမှာကိုထိတ်စီခဲ့เนาะเนาะအဲ့တော့နှစ်ကိုခွန်လို့ထည့်ပြီတခါကျွန်တော်တို့ဒီမှာနှစ်ကို၈လို့ထည့်နှစ်ကို၈လို့ထည့်လိုက်တာလည်းမထည့်ခင်သူ့ပေါ်မှာကိုထိတ်စီတလုံးဒီကိုက၉လို့ထည့်เนาะဒါဆိုရင်ဒီမှာနှစ်ကို 6လို့ထည့်ပြီเนาะ2 6 8 2 6 6လို့ထည့်ပြီမထည့်ခင်သူ့ပုံမှာဒီ6อ่ะ6ထည့်တလုံးထည့်အဲဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ2 6တုံညလို့နောက်ဘွဲကိုထည့်လိုက်တာ ਨੇ မထည့်ခင်ဒီ6อ่ะဒီဘွဲထည့်ထည့်မှာကဲထည့်မယ်ဆိုရင်ထည့်လို့ရပြီးကြတဲ့ဘွဲကဒီ line ကပဲကျွန်တော်6ထည့်ကိုပြတယ်ဒါပြော6ထည့်ကိုတွေ့တယ်ကျွန်တော်မပြတာเนาะဘာလို့မပြတော့ဆိုတော့ကျွန်တော်ကကိုထိတ်ကကြပြီးသားတွေဖြစ်နေတော့အထက်မပြတော့ဘူး မပြတော့ဘူးဆိုတော့ဒီမှာလိုင်းကနှစ်လိုင်းသွားထပ်မှာမို့လို့နော်အဲ့ဒါနဲ့ကျွန်တော်အပေါ်လိုင်းကိုမပြတော့ပဲရှန်နာလိုက်တာဘာလို့အပေါ်လိုင်းကိုမပြတော့ဘူးဆိုတော့အပေါ်လိုင်းကပြီးခဲ့တဲ့ပွဲမှာ5690ထောင်းတယ်469လို့ထောင်းတယ်ကျွန်တော်တို့ဒီမှာ369လို့ပြထောင်းနော်အဲ့ဒီလိုင်းကိုကျွန်တော်တွေ့တယ်ကျွန်တော်မကျွန်တော်မပြတော့ပဲနဲ့ဒီပွဲအတွက်ကြမှာဒီကိုထိတ်ကိုကိုထိတ်ခေါ်ရိုက်မယ်နော်ကိုထိတ်ကိုကိုထိတ်ခေါ်ရိုက်တော့မယ်အဲ့တော့ဒီရှေ့ရတက်ကတော့ထားလိုက်တော့ကျွန်တော်တို့နှစ်ရည်လည်းမကြိုက်ဘူး ဖြစ်စဉ်ကတော့တူတယ်ပေါ့နော်ဒါ၄ခက်ဖြစ်စဉ်ကိုကျွန်တော်နောက်၃ခက်ကအချိန်ကိုက်နှိကြီးအကိုက်နဲ့ကျွန်တော်ပြအဲ့ဒီတစ်တစ်ကိုချစ်နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့၃နော်၃ကိုချစ်နဲ့ပေါင်းလိုက်ရင်၅နော်ဒါဆိုရင်နှိကြီးအကိုက်အဲ့ဒီမှာဒီကိုထိတ်ကနေကျွန်တော်တို့အောက်ကိုဘယ်နှပွဲသွားမလဲနှိနှိ၄၆၇ခုနှစ်ပွဲနော်ဒီကိုထိတ်ကနေအောက်ကိုကျွန်တော်တို့၁၂၃၄၅၆ခုနှစ်ပွဲသွားလိုက်တာနဲ့အဲ့ဒီမှာကိုထိတ်နော် အဲ့ကိုထိတ်ကနေ1 2 3 4 5 6 9ပွဲသွားလိုက်တာနဲ့အဲ့ကိုထိတ်ကဒီမှာကိုထိတ်နော်ဒါသူကအဲ့ဒီလိုမျိုးထည့်သွားတယ်ဆိုရင်ဒါပြီးသွားပြီဆိုလို့လည်းရတယ်ဘာလို့တော့ဆိုတော့အဲ့ဒီလိုအချိန်ကြီးကြိုက်ပေါ့နော်ကျွန်တော်တို့1 2 3နော်နေရောဟုတ်တယ်1 2 3 4 5 6ခွန်းကြေသူနဲ့တန်းတန်းမှာပြီးခဲ့တဲ့ပွဲကပိုးထိတ်လို့သူလမ်းထည့်လိုက်တဲ့အချိန်မှာကျွန်တော်ပြောသလို369 469 ငါးချောက်ပူတော့သူထောင်းသွားတယ်နော်ထောင်းသွားတော့အဲ့လိုမျိုးထောင်းသွားလို့ပြီးသွားပြီကွာသူကအဲ့ဒီအောက်မှာငါးချောက်ကိုရှစ်လေးချောက်ကိုကို369တုံညဆိုပြီးဒီဘွဲကိုတုံညထိထည့်ခြင်းရင်လည်းထည့်ကျွန်တော်တို့မထည့်ဘူးကိုထည့်ပြထည့်နော်အဲ့တော့အဲ့လိုကိုထည့်ထည့်လိုက်ရင်ဒီချိန်မှာမှဘာလို့သူကထည့်လို့ကောင်းတော့ဆိုတော့ကျွန်တော်တို့ဒီအောက်မှာ8ထည့်စီ8ပါဝါပရိတ်3လို့တွေ့ရတယ်နော်တခါဒီမှာကိုထည့်စီ9ပါဝါပရိတ်4လို့ရတယ် တခါတည်းမှာတုံညထိပ်စီတုံညပါပါပရိငါလို့ပြောရတယ်နော်။ तू ကအဲ့ဒီတုံကကအချိန်ကြီးဒီအချိန်ထဲမှာ तू အန်ခိုက်လာဝင်။ဝင်တော့တားတော့ကြားလာမသိကျွန်တော်လည်းအားပြေ။အဲ့ तू ကဒီရှစ်သုံးလို့ဖြစ်တယ်သူ့ဇောင်းမှာမှာဒီသုံးလုံးကိုကျွန်တော်တို့ကကိုနှစ်ရှစ်လို့ထည့်ချင်တာနော်။ဒီသုံးပရိရဲ့ဇောင်းမှာတခါဒီမှာကျွန်တော်တို့ကိုပါပါလေးလေးပရိရဲ့ဇောင်းမှာနှစ်ကိုကိုလို့ဇောင်းထိုးချင်တာနော်။ တော့နှစ်ကိုရှင်းနှစ်ကိုကိုအခုတခါနှစ်ကိုတုံရဆိုပြီးနောက်ဘွဲကိုတုံရထိတ်ထဲ့ရှင်ငါးပရိရေဆောင်တုံရပါပါငါးပရိရေဆောင်ပါနော်အဲ့ तू ထဲ့မထဲ့ခင်သူ့ဘောမှာကျွန်တော်တို့ကထိတ်တူထိတ်ဆိုတဲ့ဒီကိုထိတ်တလုံးကိုကျွန်တော်တို့ကကစားခြင်းလေနော်ဒီမှာကိုထိတ်ဒီသုံးလုံးလေးလုံးတော့တန်းတယ်နော်ဒီမှာကိုထိတ်စီကသုံးလုံးတန်းတယ်နော်အခုကျွန်တော်တို့ဒီမှာကိုထိတ်စီနှလုံးတန်းပါတော့ပေါ့တယ်နော်အဲကိုထိတ်စီကတလုံးနှလုံးသုံးလုံးလေးလုံးနော် ကိုလေးလုံးဒီတန်းနဲ့ဒုတိယကတ်မှာကိုထိတ်စီက3လုံး3လုံး2လုံး3လုံးကိုထိတ်စီ3လုံးတန်းတယ်အဲအခုကျွန်တော်ကစားမယ့်ကတ်မှာကိုထိတ်ကိုကျွန်တော်2လုံးပဲစားရတော့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီကိုထိတ်ကိုဘာကဏန်းထဲမလဲဆိုတော့အဲ့ဒီကိုထိတ်စီ4လုံးတန်းလိုက်တဲ့အချိန်မှာဒီတစ်ခါကြောင့်နောက်ထောင်3လုံးကိုသူက7လို့သူလိုက်တယ်နော် ဲ့ဒီ7လို့ရိုက်လိုက်တာဒီ brake 1နဲ့6နောက်ပိတ်နဲ့6လို့သူပြန်ထည့်အဲ့တော့ကိုတဲ့စီ၄လုံးတန်းလိုက်တာ ਨੇ ဒီ1ဒီဒီ3လုံး1ဒီ brake 1က6နောက်ပိတ်နဲ့ပေါင်းရင်6လို့သူထည့်6ပြီးတော့เนี่ยถ่าไล่ออกไอ้ไอ้กองอ่ะดี6ဆိုတော့ခဏထားလိုက်เนาะဒီ1ဒီနောက်ပိတ်3လုံး7အဲ့တော့ဒီ3ညဒီအဲ့ဒီ9ဒီ နောက်ပိတ်၃လုံးခုံနော်နောက်ပိတ်၃လုံးခုံအဲခုံလို့ဖြစ်တာနဲ့ဒီနေ့လုံးဝလည်း၃ညဖြစ်တာပဲနောက်ခုနကိုးပြီးတော့10ဖြစ်တယ်ပေါ့ဗျာ10ဖြစ်တယ်နော်အဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီနေ့မှာပြီးခဲ့တဲ့ဘွဲခုံခါထည့်ကလေးနောက်၃လုံးကိုခုံလို့ဖြစ်အောင်ကိုး၃နောက်ပိတ်ထည့်၃နောက်ပိတ်ထည့်တာနဲ့ဒီရှစ်ပရိတ်နဲ့၃နောက်ပိတ်ကလည်း17လို့ဖြစ်တယ်နော်ပရိတ်နဲ့အပိတ်နဲ့17ပရိတ်နဲ့အပိတ်နဲ့10ပရိတ်နဲ့အပိတ်နဲ့က6အဲ့ဒီမှာ ဒီတစ်ခါကြောင့်နောက်သုံးလုံး7လို့ထည့်လိုက်တာနဲ့ဒီဗတိတ်နဲ့နောက်ဘိတ်နဲ့ကိုးမို့လို့အဲ့ဒီမှာကိုးခါပါတစ်ခါလည်းပါနော်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီခွန်ကြောင့်နောက်ဘိတ်သုံးလုံးကို935ဆိုပြီးခွန်လို့ထည့်လိုက်တာနဲ့အဲ့ဒီ9နောက်ဘိတ်နဲ့ဗတိတ်9နဲ့ပေါင်းရင်3ညမို့လို့အဲ့မှာ3ညခါပါတစ်ခါလည်းရောထည့်နော်ဒါဆိုရင်အခုကျွန်တော်တို့ ဒီကိုထိတ်ကိုကိုထိတ်လို့ကူးလိုက်တာနဲ့ဒီခွန်ရောက်နောက်သုံးလုံးကို683ဆိုပြီးတော့ခွန်လို့ထည့်လိုက်တာနဲ့ဒီဗရိတ်နဲ့နောက်ပိတ်နဲ့က71ဖြစ်လို့အဲ့ဒီမှာတစ်ခါပါတစ်ခါလည်းထည့်ရင်613ဆိုပြီးထွက်သွားလို့နော်အဲ့ဒီ613ကကျွန်တော်မွေးကနန်းနေအများကြီးပေးထားတာရှိတယ်နော်ဒီနှစ်သေးကိုကျွန်တော်တို့လိုချင်တာတော့1ထိတ်စားကြရင်ဆိုပြီးကျွန်တော်ကပြောခဲ့တာနော်ဒါပေမဲ့ဒီဘွဲမှာတိုက်ဆိုင်အဲ့ဒီခွန်ကိုထောင်သုံးလုံးခွန်လို့ရတဲ့တရားနဲ့ဒီပဒိတ်နဲ့နောက်ပိတ်နဲ့က71ဖြစ်လို့တစ်ခါလို့တစ်ခါတည်းထည့် နော်အဲဒီခွန် ကိုနောက်ပိတ်သုံးလုံးကခွန်လို့ဖြစ်လိုက်တာနဲ့ဒီပဒိတ်နဲ့အပိတ်နဲ့30မို့လို့အဲ့ဒီမှာ30ဆိုတဲ့တုံညာခါပါတခါတည်းထည့်နော်အဲဒီတစ်ကိုနောက်သုံးလုံး71လို့ဖြည်လိုက်တာနဲ့ပဒိတ်1နဲ့ရှင်းနောက်ပိတ်နဲ့5မို့လို့အဲ့ဒီမှာ5ခါပါတခါတည်းထည့်နော်5 6ကဒဲပဲ5တုံညာ5ကဒဲပဲဒီမှာ5 1 3ဆိုတဲ့ကဏ္ဍဒဲနော်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဒီ3 9 1ဆိုတဲ့ကဏ္ဍလေး ။ဒါကျွန်တော်ပြောဖို့ပါတယ်။ဒီပြန်ကြာကဏ္ဍရဲ့ဇောင်းကကောင်။နော်။ဒီနေ့ထဲကိုလိုက်ထွက်ကမယ်ဆိုပြီးတော့အဲ့ဒါကျွန်တော်ဘယ်ဆက်ကပြောနေ။ခွန်ဆုံးကနေ၅ဆုံး။အဲ့ကျွန်တော်တို့ဒီခွန်ဆုံးထဲမှာလိုက်ကြည့်လိုက်။ပြန်ကြာကဏ္ဍဇောင်းကကောင်။၄ကား၆ကပြန်ကြာအဲ့ဒါဟုတ်တယ်နော်ဒီမှာကျွန်တော်တို့ဒီ3 4 4 ြန်ကြသူ့ဆောင်ကကောင်နော်ဒီကနေ့ခွန်ဆုံးကနေပြီးတော့၅ဆုံးကိုသွားပေါက်တာနော်သူကတိတ်ထိတ်အငယ်နေနဲ့ပေါက်တာနော်တခါကျွန်တော်တို့ဒီမှာခွန်ဆုံးထဲမှာပြန်ကြကနန်းရဲ့ဆောင်ကပြန်ကြကနန်းရဲ့ဆောင်ကကနန်းတက်လို့ခု30ပြန်ကြ86 9 86 9ပြန်ကြအားလုံးလည်းနေတဲ့ဘုမတော်ချစ်ချောက်ကုန်ပြန်ကြဘုတုံညာတက်ပြန်ကြဒီမှာဘုတုံညာတက် ပြန်ကြအဲသူ့ဆောင်းမှာရှိတဲ့၄၃၁ဆိုတဲ့ခဏလေးကကျွန်တော်တို့ဒီခွန်ဇွန်ကနေပြီးတော့ငါးဇွန်နဲ့ခုနှစ်ထဲတစ်ထိတ်စီအငိမ့်နဲ့၁၄၃လို့ဒီကွာထွက်တယ်နော်အဲကျွန်တော်အဲ့ဒါမှာတစ်ထိတ်စီအငိမ့်လို့ကျွန်တော်ပြောခဲ့တာကိုခွန်နောက်ပိတ်အောက်တွေမှာထွက်ဆိုပြီးတော့ပြောခဲ့တာအခုကခွန်ကလည်းနောက်မပိတ်ပဲနဲ့အခုကခွန်နောက်ပိတ်အောက်မှာထွက်တာနော်ဒီမှာလည်းခွန်နောက်ပိတ်အောက်မှာထွက်တာအဲ့တော့ အခုကဒီမှာရှင်းနောက်ပိတ်ဖြစ်နေတော့ဒီတစ်ကထိတ်မထည့်ပဲနဲ့ခါထည့်သွားမယ်ဆိုပြီးနေရာပြောင်းရင်ပြောင်းလို့ရတယ်ပဲเนาะခွန်ခါကြီးတော့ရှိလို့ရှိတယ်ပေါ့နော်အဲ့တော့ဒီပွဲကိုကျွန်တော်ကအဲ့ဒီอืมပြီးသွားပြီဆိုလို့ယူရင်တော့တုံညာထိတ်စီထည့်ရမှာပဲအဲ့ဒီမှာထည့်မယ်ဆိုရင်တို့တုံညာ1 3ဆိုတဲ့ကဏ္ဍမျိုးလေးထည့်သွားလို့ရတယ်เนาะမဲ့ကျွန်တော်ကဒီပုံစံအတိုင်းပဲကြိုက်တခြားပုံစံတွေတော့မကြိုက်ဘူးပေါ့နော်